အားလုံးမင်္ဂလာပါဖို့ဖရန်စီမပြလာကြိုးစားပါတယ်ပရီးမီယာလေးကျွန်တော်ဒီပွဲစဉ်ကိုရပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Sunderland ရဲ့ပွဲမှာဆိုရင် Chelsea ရဲ့အင်ကွင်းမှာဆိုရင် Sunderland ကို1-2နဲ့အရင်နေခဲ့တယ်ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်အင်ကွင်းရှုံးပွဲအာတွေ့ခဲ့တယ် Chelsea ကိုကြည့်မယ်ဆိုရင်အမဲဆိုရင်နိုင်ပွဲဆက်နေလည်းရက်ပြီးအင်ကွင်းမှာဆိုရင်ရှုံးပွဲအာတွေ့ကြုံခဲ့ရတယ်ဒီနေရာမှာဒီရှုံးပွဲကိုကြည့်မယ်ဆိုရင်တို့တို့တဟာကြီးညနာတော့ကျွန်တော်ဒီပြောလို့ရတဲ့ ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်ဒီပွဲနိုင်မယ်ဆိုရင်တို့အဆင့်နှစ်ကိုရိုက်တက်နိုင်မယ်ဖွင့်ရေးရှိတယ်ဒီနေရာမှာဆိုရင်အတုံးမချနိုင်ခဲ့ဘူးဒါအပြင်တို့ကိုကြည့်မယ်ဆိုရင်တို့အဆင့်၈ထိဆင်ပေးလိုက်ရတဲ့ဒီနေရာမှာဒီရှုံးဘက်ကိုကြည့်မယ်ဆိုတကယ်မှတို့အတွက်နေ့နောက်ကိုကျွန်တော်ဒီကြီးခဲ့တာတွေ့ရတယ်ဒီပုံမှန်ဆိုရင်ကျွန်တော်ဒီ Chelsea ရဲ့လူစင်းကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ကိုယ်တော်မနေရာမှာဆိုရင်ဘက်ဆက်ချက်ပြန်ပြီးတော့ပါလာတယ်ဒီဖူဘက်တွေကိုကြည့်မယ်ဆိုရင်တစ်ဖက်ကဝီချိန်နဲ့ကုကွယ်လာကစားတယ်စနဘက်နေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ချလိုဘနဲ့အချင်းပေါင်းတွဲပြီး ပွဲထွက်လာတယ်။ကွင်းထဲမှာဆိုရင်သူတို့အတင်းအဓိကကွင်းလည်းဖြစ်တယ်။ကျွန်တော်တို့ DNS ဆိုပြီးတော့ Casino သူတို့ရှေ့မှာဆိုရင်6ပွဲထိုးကစားတယ်။ဝင်းကားတွေကိုကြည့်မယ်ဆိုရင် Netto နဲ့ကျွန်တော်ခနာချုံနဲ့ပါလာတာတွေ့ရတယ်။တက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်တစ်ခါကျွန်တော်ဒီ Macu ဆက်ပြီးတော့ပွဲထွက်တာတွေ့ရတယ်။ဒီဘက်မှာဆိုရင်ကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင်သူတို့ကပြောမဆိုရင်ဘောလုံးပို့ပြီးတော့အာကိုင်ကစကားကိုင်ကစားခဲ့တယ်။ဒီနေရာမှာဘောလုံးကန်ထားရဆိုမြင် Chelsea ကိုကြည့်မယ်ဆိုရင်အဆက်ဆက်မှာပါမှာဆိုရင်တိတ်ပြီးတော့ထိရောက်မှုတွေအာမရှိခဲ့ဘူး။ ီဘက်မှာဆိုရင်ကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင် total shot 17ချိန်လောက်မှာဆိုရင်ရှိခဲ့တယ်ဒီနေရာမှာဆိုရင်ခုနှစ်ချိန်ကိုပေါက်တဲ့တကူရရှိတယ်ဒီနေရာမှာဆိုရင်ခုနှစ်ချိန်ကိုပေါက်တဲ့ဆိုမှလည်းတက်စစ်ပံကိုကြည့်မယ်ဆိုရင်တအားကြီးအမဲဆိုရင်အလုံးဖြစ်ခဲ့ရောဒီနေရာမှာဆိုရင်တကယ်ကျွန်တော်ဒီအပိုင်းခွင့်ရည်တွေအမဲဆိုရင်ဖန်တီးနိုင်ခဲ့ခြင်းအာမရှိဘူးဒီဘက်မှာဆိုရင်ကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင်တစ်ပတ်ကခနာချိုရဲ့အတွင်းကိုတကူရဲ့ပထမပြီးကနေမှာဆိုရင်တစ်ပတ်ကခနာချိုကနေတော့ကုသမဆေးရဲ့အမဲဆိုရင် အဲ့တော့ပဲကျွန်တော်ပြောစရာရှိတယ်ဒီနေရာမှာတက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်အမဲဆိုရင်အခွင့်အပြင်းကြည့်မယ်ဆိုရင်တို့ကအများကြီးအမရရှိခဲ့ဘူးဒီနေရာမှာဆိုရင်တို့တဲ့ရှုတ်တယ်ရှုတ်တာကလေးရှိရဆိုမလဲအပိုင်ခွေးကိုကြည့်မယ်ဆိုရင်အမဲဆိုရင် Chelsea အများကြီးရခဲ့တာကျွန်တော်ဒီမရှိဘူးဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီ Sunderland ကိုကြည့်မယ်တို့တင်းရဲ့ကစားပုံကတကယ်အမဲဆိုရင်ကောင်းခဲ့တယ်ဒီနေရာမှာ Sunderland ကစားပုံကိုကြည့်မယ်ဆိုရင်ခက်စစ်ကိုကြည့်မယ်ဆိုတော့တကယ်မှအကျစ်လေလွန်ခဲ့တယ်ဒါအပြင်ကောင်တာတွေမှာဆိုရင်တို့ကကျွန်တော်ဒီ Chelsea ကို ဒုက္ခပေးနိုင်ခဲ့တာတွေ့ရတယ်ဒီနေရာမှာဆန္ဒလိုင်းကိုဆိုပရီးမီးယားလိမှာဆိုတော့တို့ကအမှန်တကယ်ကိုလုတ်ပြနေပြီဆန္ဒလိုင်းကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်တို့ကအစ်စ်နှစ်ကိုပြုံးမယ်ဆိုရင်ယာယီတက်သွားနိုင်ခဲ့ပြီဒီနေရာမှာဆိုရင်အမဲဆိုတန်တက်တန်တက်တနေနဲ့ကြည့်မယ်ဆိုတော့တကယ်မှတို့အသင်းရဲ့ချစ်တော်ပဲကြည့်မယ်ဆိုရင်အတိမဲ့ရုံးမယ်ဆိုရင်ပြူရမယ်ဒီနေရာမှာကသာမားကြီးကျွန်တော်ဒီစာနေပြဆိုအကုန်လုံးကိုအတိမဲ့ရုံးမယ်ဆိုရင်ပြူရမယ်ဒီနေရာမှာဆိုရင်ကျွန်တော် Chelsea ရဲ့အဝေးမှာဆိုရင်တို့ပြောဆိုရင်1 2နဲ့ဆိုရင်ကမ်ပိန်းနိုင်ငံကတွေ့ရတဲ့ ဒီဥပမာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ဒီတောင်ပံတွေကိုကြည့်မယ်ဆိုရင်ကနာချိုဘက်ကိုကြည့်မယ်ဆိုရင်ဥပမာဆိုရင်သူကအဆင်ပြေတယ်ဒီနေရာမှာဆိုရင် network ကျွန်တော်တို့ဒီညာချမ်းကိုကြည့်မယ်ဆိုရင်ဥပမာဆိုရင်ဒီဥပမာဆိုရင်အဆင်ပြေခဲ့ဘူးပထမမှာဆိုရင်ကျွန်တော်တို့ဒီ Betterman ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ဥပမာဆိုရင်အဆင်ပြေတယ်ဒီနေရာမှာတစ်ခါက network ညာ network ညာဘက်ကိုကြည့်မယ်ဆိုရင် Chelsea ရဲ့ဥပမာဆိုရင်လုံးဝကျွန်တော်တို့အဆင်ပြေခဲ့ဘူးညာဘက်ကိုကြည့်မယ်ဆိုရင်တကယ်မှဥပမာဆိုရင် Chelsea ရဲ့ဥပမာဆိုရင်အာသေးနေတာတွေ့ရတယ် ဒီနေရာမှာ net တော့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင် तू ကတခုဖန်တီးမှုပြုလုပ်ခဲ့တယ်ဆိုမယ်ဒီဘောမှာဆိုရင် तू ရဲ့ကျွန်တော်ချက်သားဖက်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်အစင်ပြေအစင်ပြေခဲ့ဘူးဗျာအစင်ပြေခဲ့လို့ကျွန်တော်ဒီပြောလို့ရတယ်ဒီနေရာပွဲဆက်လေးမိနစ်မှာဖက်ကကန်နာချိုးကြည့်မယ်ဆိုရင် तू ကဥဆောင်ကိုစားပြီးတော့အာတွင်းယူခဲ့တယ်ဒီနေရာမှာသူ့ရဲ့ကျွန်တော်တကူကြည့်မယ်ဆိုတော့အမေဆိုတော့တော်တော်လေးကျွန်တော်ဒီကောင်းတယ်ဒီနေရာမှာကန်နာချိုးကြည့်မယ်ဆိုရင်ကျွန်တော်ဒီအာ Chelsea ရဲ့ဥဆောင် Chelsea ရဲ့ဥဆောင်ကိုစားပြီးတော့အာတွင်းယူခဲ့တယ်၂၀နှစ်မှာဆိုတော့ဖက်ကကျွန်တော်ဒီ Sunderland ကိုကြည့်မယ်ဆိုရင် तू က6ပါကိုပြန်ပြီးတော့ ရရှိခဲ့တာတွေ့ရတဲ့ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုအဲ့လိုမျိုးပုံစံကိုပြမယ်ဆိုသူကပေးခဲ့ရပို့တယ်ဒီနေရာမှာဆိုရင်ပြီးကြတဲ့ကျွန်တော် Brentford နဲ့ကျွန်တော် Overgun Person မှာဆိုရင်ပြမယ်ဆိုရင်ကာပဝဲကျွန်တော်ဒီ Chipa ကို Chelsea အဲ့လိုမျိုးကျွန်တော်ဒီပေးခဲ့ရပေးခဲ့ရတယ်ဒီနေရာမှာဆိုရင်ဘက်ကကျွန်တော် Lautaro ဆင်အောင်မယ်ဆိုရင် Chelsea ကို Chelsea အောင်မယ်ဆိုရင် Chipa ကိုကျွန်တော်ပြန်ပြီးတော့အပြေးလိုက်ရတယ်ဒီညအကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်ဒီ SC ပြမယ်ဆိုရင်တော့အဆုံးသက်ခဲ့တယ် အဲ့နောက်မှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကန်နာချွေးကျွန်တော်ဒီကန်သွင်းချက်ကိုတစ်ဖက်ကကျွန်တော်ကိုသမားစေတာဒါမျိုးကျွန်တော်ဒီရှိတယ်ဒီနေ့မှာဒုတိယပိုင်းကိုကြည့်မယ်ဆိုရင်မဆိုရင် Chelsea ကပွဲဝင်မယ်ဆိုရင်သူကဘောလုံးကန်ပြီးတော့ Sumo ကစားထားတာတွေ့ရတယ်ဒါပေမဲ့တက်ဆက်ပိုင်းကိုကြည့်မယ်ဆိုရင်မဆိုရင်တကယ်ကျွန်တော်အပိုင်ခွင့်လေးကိုကြည့်မယ်ဆိုရင်အများကြီးတော့အများရှိခဲ့ဘူးဒီနေရာမှာဆိုရင်ကျွန်တော်ဒီဘောလုံးမယ်ဆိုရင်ကျွန်တော်ဒီကန်နဲ့ကဘောက်ကိုကန်နဲ့ဂိုးလုံးနဲ့ဒီနေရာမှာကန်ချက်ကိုကြည့်မယ်ဆိုရင်မဆိုရင်ထီရောက်အဲ့ဒါမျိုးမယ်ဆိုရင်ရှိခဲ့တယ် ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ ST ဘာဝညာထည့်တဲ့ဒါမျိုးကျွန်တော်တို့ဒီချက်စီကအပြောင်းလဲအမဲဆိုရင်လောက်ခဲ့တယ်ဒီမှာဒီအပြောင်းလဲကိုမဆိုကျွန်တော်တို့ဒီပုံမဆိုရင်ပွဲကိုအပြောင်းလဲမလုပ်နိုင်ခဲ့ဘူးဗျာဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဆန္ဒလန့်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အချင်းပေါ်မှာဆိုရင်သူကဥဆောင်အနိုင်ကိုအမဲဆိုရင်သူကရရှိသွားခဲ့တဲ့အဲခုမှဆိုရင်ကျွန်တော်တို့ဒီချက်စီနောက်တန်းကိုကြည့်မယ်ဆိုရင်တကယ်မှကျွန်တော်တို့ဒီအာစိတ်ပြည့်စီအမဲဆိုရင်ကောင်းတယ်လို့အာပြောလို့ရတဲ့အဲခုမှဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟွာကိုကြည့်မယ်ဆိုရင် အဖန်နီးပေးခဲ့တာကတဖက်ကကျွန်တော်ဒီဖွာကဖန်နီးပေးခဲ့တာကျွန်တော်ဒီဘရိုဘာဘရိုဘေလာပါလားသူ့နာမည်ဘရော့ဘေလာပါလားသူဆိုသူကကျွန်တော်ဒီဖန်နီးပေးခဲ့တဲ့ဒီနေရာမှာဆိုရင်သူ့ကိုကြည့်မယ်ဆိုရင်တဖက်ကကျွန်တော်ဒီဟွာနဲ့ဒီချာလိုဘာနဲ့လို့ဇောင်းလာတဲ့ကျွန်တော်ဒီတိုစင်ဘာတိုစင်တာဘာကိုကြည့်မယ်ဆိုရင်တွားပြီးကန်နေတယ်ဒီနေရာမှာဆိုရင်အဲ့ဘရိုဘေကိုကြည့်မယ်ဆိုရင်သူကဘောလုံးကြည့်မယ်ဆိုရင်ကန်ပြီးတော့မဆိုရင်စောင့်ပြီးတော့မဆိုရင် ငါစကက်မယ်ဆိုရင်ကြော်တယ်ဒီနေရာမှာဆိုရင်အမဲဆိုရင်ခုပကကျွန်တော်တို့ဒီချက်လိုဘာနဲ့ချက်လိုဘာနဲ့ကျွန်တော်တို့ဒီတူစင်တာဘာကိုကြည့်မယ်ဆိုရင်မဆိုရင်မလူနံဒီနေရာမှာဆိုရင်မဆိုရင်သူကအချက်ဆိုဘလုံးစောင့်ပြီးတော့နောက်ကတက်လာတဲ့တစ်ဖက်ကကျွန်တော်ဒီအာဟိုပေါ့ဒီတဲပြီးတော့မဆိုရင်ဘလုံးချပြဲဒီနေရာမှာတဲပြီးကိုကြည့်မယ်ဆိုရင်မဆိုရင်သူကအကောင်းဆုံးအဆုံးသက်ပြီးတော့ ်ဒါမှဆိုအနာသုံးဘက်ကိုစနားတက်ယူပေးခဲ့တာတွေ့ရတယ်အဲဂုံးမဆိုကျွန်တော်ဒီချစ်စစ်နောက်တန်းကိုကျွန်တော်တကယ်မှသူတို့တင်းရဲ့ဒီနောက်တန်းရဲ့ကစားပုံအဖြစ်ကျွန်တော်စိတ်ပျက်စရာကောင်းတာတွေ့ရတယ်ဒီနေမှာချစ်စစ်ကိုကျွန်တော်ဆိုသူတို့အင်ကွင်းမှဆိုရင်အာရှုံပွဲပြုခဲ့တယ်ဒီရှုံဘက်ကိုကျွန်တော်ဆိုတကယ်မှသူတို့အတွင်းအတွက်မဆွေနေတာမျိုးကျွန်တော်ဒီကြည့်တယ်ဒီနေရာမှာဆိုရင်ထိတ်ကိုတက်ရမယ်ဆိုတော့အောက်ကိုပြုံးမယ်ဆိုရင်စင်ပြလိုက်ရတယ်ဆိုတော့ကျွန်တော်ဒီအားလုံးပဲတလောက်ပဲကျွန်တော်ဒီ content တွေပါစေ see you next video နောက်ပဲတွေ့မယ်